ပရိုတင်းလို့ပြောလိုက်တာနဲ့အသားတွေငါးတွေကနေပြီးတော့ပဲရမယ်ဆိုပြီးတော့ထင်တတ်ကြပါဗျ။ဒါကလည်းမမားပါဘူးပရိုတင်းဆိုရတဲ့ကြောင့်မလို့အသားဓာတ်ပေါ့နော်အသားငါးတွေကနေပြီးတော့ပဲရမယ်လို့ယူဆကြပါတယ်ဒီတော့အသားမစားတဲ့သူတွေအနေနဲ့ရောအသားဓာတ်မရတော့ဘူးလို့ဆိုပြီးတော့မိစားရှိနေနိုင်ပါတယ်အသားဓာတ်ရရှိနိုင်တဲ့တည်သီးတွေနဲ့ဟင်းသီးရွက်တွေရှိပါသေးရဲ့နော်ပရိုတင်းကျွေးဝါတဲ့တက်တက်လို့အစားအစာတွေကဘာတွေဖြစ်မလဲဆိုတော့ဒီဗီဒီယိုလေးထဲမှာပြပြပေးထားမှာဖြစ်ပါတယ် အတောင်အားတွေမစားဘဲနဲ့ပရိုတင်းကျော်ဖို့ဆိုရင်တော့အခုပြပေးခဲ့တာလေးတွေကိုစားပြလို့ရပါတယ်။ပထမအဆုံးအနေနဲ့ကတော့ပဲနီလေးပေါ့နော်။အမြင်တက်တွေကျော်ရသလိုပရိုတင်းနဲ့ကျော်ရတဲ့အတွက်ကြောင့်မို့လို့အစာချေစနစ်ကျန်းမာသလိုအယူနဲ့ချက်တာတွေကိုလည်းတာမန်စေဖို့အကောင်းဆုံးအဖြစ်ပေးပါတယ်။ပဲနီလေးတစ်ခွက်စာမှာပရိုတင်းပမာဏက7.86ဂရမ်ပေါင်းဝင်ပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့အမန်စေးပေါ့နော်။ အမွန်စရာဆိုလို့ရှိရင်အရသာရှိသလိုအာဟာရဓာတ်လည်းကျေဝါစွာပါဝင်နေပါတယ်။ပရိုတင်းတို့ကျေဝါသလိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစီဗီတာမင် E နဲ့တတိုးဆက်ရအာနိသင်တွေပါဝင်နေပါတယ်။အမွန်စတစ်ခွက်စာမှာပရိုတင်းက9.64ဂရမ်ပါဝင်နေပါတယ်။ဒီတစ်ခုနေနဲ့ကြာတော့ဟိနုနေပါ။အမြင်တို့ကျေဝါသလိုတန်တို့လည်းကျေဝါပါတယ်။ပရိုတင်းလို့ခေါ်တဲ့အစားတို့လည်းကျေဝါစွာပါဝင်နေပါတယ်။ ခင်းနုနဲ့တစ်ခွက်မှာပရိုတင်း1.9ဂရမ်ပါဝင်ပါတယ်နော်။နောက်တစ်ခုအနေနဲ့တော့ကညွန့်ပါ။ကညွန့်မှာကအာဟာရဓာတ်ကြောဝါဆိုပါဝင်နေပါတယ်။ဒါရင်မကသေးပါဘူး။ဗီတာမင် B, folate, copper, manganese, phosphorus, magnesium နဲ့ဗီတာမင် A, ဗီတာမင် K တို့ကြောဝါဆိုပါဝင်နေပါတယ်။ကညွတ်တစ်ခွက်စာမှာပရိုတင်းက1.6ဂရမ်ပါဝင်နေပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ပန်းခေါ်ပီးစိမ်းမှာပရိုတင်းပါဝင်မှုမြင့်မှာသလို amino acid, folate, manganese, potassium, phosphorus, vitamin C, vitamin K တို့လည်းပါဝင်နေပါတယ်။ပန်းကိုပီစိမ့်တစ်ခွက်စာမှာပရိုတင်းက2.6 gram ပါဝင်နေပါတယ်။နောက်တစ်ခုကတော့ပန်းကော်ပီပါ ပန်းကော်ပီမှာကပရိုတင်းပါဝင်မှုများသလိုဗီတာမင် C, ဗီတာမင် K နဲ့သတ္တုဓာတ်တွေဖြစ်ကြတဲ့ပိုတက်ဆီယမ်၊မဂနီဆီယမ်၊ဖော့စဖော်ရပ်၊ကယ်လ်ဆီယမ်နဲ့တန်တက်တို့ကျော်ဝစွာပါဝင်နေပါတယ် ။သားငော့ဘီတစ်ခွက်စာမှာပရိုတင်း1ဂရမ်အထိပါဝင်နေပါတယ်။နောက်တစ်ခွက်ကအာလူးပါ။အာလူးကလည်းပရိုတင်းကျော်ရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ပရိုတင်းနဲ့အတူဗီတာမင် C, ဗီတာမင် B6 တို့လည်းပါဝင်နေပါတယ်။အာလူးအရွယ်တော်တစ်လုံးမှာပရိုတင်းက၄ .55 ဂရမ်ပါဝင်နေပါတယ်။ထပ်ပြီးတော့ပရိုတင်းပါဝင်တဲ့တည်တည်လေးတွေကိုပြပေးချင်ပါတယ်ပရိုတင်းပါဝင်တဲ့တည်တည်လေးတွေကပထမဆုံးတစ်ခုကတော့ထောပတ်တီပါ ထောက်မဲ့တီအရေတော်တစ်လုံးမှာပရိုတင်းက4.3ဂရမ်နောက်တစ်ခုကတော့ပိနေတီပါပိနေတီတစ်ခွက်စာမှာပရိုတင်းက2.8ဂရမ်နောက်တစ်ခုကတော့တရုတ်စီးတီ6ပါတရုတ်စီးတီ6မှာတော့ပရိုတင်းက4.4ဂရမ်နောက်တစ်ခုကတော့တဲသီးပါတဲသီးတစ်ခွက်စာမှာပရိုတင်းက5.2ဂရမ် ောက်တစ်ခုကတော့ဇီးသီးကြောက်ပေါ့နော်ဇီးသီးကြောက်တစ်ခွက်စာမှာတော့ပရိုတင်းက3.8 g ရှိပြီးတော့စပီတီ6တစ်ခွက်စာမှာတော့ပရိုတင်းက4.5 g ပါဝင်နေပါတယ်ကိုကပရိုတင်းတက်လည်းပြည့်ဝခြင်းနဲ့အသားမစားခြင်းဆိုရင်တော့အခုပြပြပေးခဲ့တဲ့အသေးရွက်တွေကိုစားသုံးပေးလို့ရပါတယ်ဒီလောက်ဆိုရင်တော့ပရိုတင်းတက်ဟာအသားငါးပဲရတာမဟုတ်ပဲねအခုပြပေးခဲ့တဲ့တတိတရတွေကလည်းရရှိစေဆိုတာကိုလည်းသိသွားလောက်ပြီးထင်ပါတယ်နောက်ထပ်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်